သစ်ပေါ်မှာပထမတော့ဘယ်လိုပြောရမလဲအနေနဲ့တော့အထင်သေးမိတာပေါ့နော်အရန်ကောင်းပါမလားလို့တော့ကျွန်တော်တွေးမိတယ်ဒါပေမဲ့သူတို့နှစ်ယောက်တစ်ချင်းလေးတွေးပြီးတော့ကျွန်တော်ဟိုအာဟာပေါ့နော်ဒီ Telegram နေလှမ်းပို့ပြီးနားထောင်လိုက်တဲ့အခါကျတော့အော်မစိုးဘူးပေါ့အဲကိုအထင်သေးခဲ့မိတာလေးကတော့နည်းနည်းအဲတော်သေးရပေါ့ထုတ်မပြောလိုက်မိတာကံကောင်းပေါ့နော် ဲ့ပါအားလုံးမင်္ဂလာပါကျွန်တော်ကိုသားကြီးပါခင်ဗျာဒီနေ့ကျွန်တော်လာပြခဲ့တာကတော့အာဆိုရောဘီပါဟိန်းနဲ့အာတရုတ်ဆောင်ပိုင်းသစ်တို့ဟာတချင်းလေးတစ်ပုဒ်ကိုပေါ့နော်ပရိသတ်တွေကိုချပြမယ်ရက်ဖြန်ညာရဲ့တချင်းလေးထွက်မယ်ဆိုတော့အတွက်ကြောင့်မလို့လာပြီးတော့မှဒါအားပေးဝန်းရံတာဖြစ်ပါတယ်ခင်ဗျာအာပြီးတော့တချင်းလေးကလည်းအရန်ကောင်းတဲ့တချင်းလေးဖြစ်ပါတယ်ခင်ဗျာအာပိုင်းသစ်ကတချင်းတွေကိုလေဟိုဘယ်လိုပြောမလဲ ဟိုးနေကတခြင်းနေကနေစပြီးတော့ဒီခစ်ပေါ်တခြင်းအတိကိုသူအကုန်လုံးကိုစုံနိုင်တာကိုကျွန်တော်တွေ့ရတယ်ဗောနော်ပွဲတွေမှာတောင်းဆိုတယ်ဗောနော်အဲ့လိုဗောဟိုးအရင်ကအစိုးတော်ကြီးတွေရဲ့တခြင်းနေအေးအေးလေးတွေဆိုလဲသူရရတယ်ဟိုနောက်ပိုင်း road day port တွေဆိုလဲသူရရတယ်ဗောနော်အဲ့ဒါမျိုးရတဲ့ခါကျကျွန်တော်သူ့တော်မေးမိတာဗောနော်ငယ်ငယ်တုန်းက စာမလုတ်ခဲ့ဘူးလားเนาะတချင်းတွေပဲလိုက်ကြက်နေတာလားလို့မေးတဲ့အခါကျတော့ तू อ่ะစာဆိုရင်တော့ तू อ่ะကြက်ရတယ်တချင်းဆိုရင် तू ကြက်เสียမလို့ဘူးတခါနားထောင်နားနေနေအကုန်ရတယ်လို့ပြောတယ်ဗောနော်အဲ့အတွက်ကြောင့်မလို့ तू อ่ะတချင်းတွေကိုတော့ तू အကုန်လုံးရနေတာကိုကျွန်တော် ကြားဘူးတယ်တချင်းဆိုတာတွေလည်းမစိုးဘောနော်အတန်ဟိုစုံနေတဲ့ဆင်ပေါ်မှာအတန်ဝင်သွားတာတို့ပြာသွားတာတို့တိမ်သွားတာတို့အဲ့လိုဘောနော်သူများအပြစ်ပြောစရာတော့မရှိဘူးပေါ့ဒါပေမဲ့အခုဘီဘိုင်းနဲ့တချင်းလေးပေါ့နော်အခုစုံမဲ့တချင်းလေးကတော့ဒါလွဲနေမဲ့စုံမဲ့များပေါ့နော်ဒီတချင်းလေးကရှင့်မှာလည်းအစိုးရကြီးတွေအများကြီးကဆိုခဲ့တယ်ဆိုခဲ့တယ်ဆိုတော့တိုင်းကလည်းဒါပေါက်ပြီးတော့မှဒါနာမည်ကြီးခဲ့တဲ့တချင်းဖြစ်တယ်ဒါသူတို့လက်ထက်ကြတော့လဲစုံမဲ့ဆိုတဲ့အခါကျတော့ပိုင်သစ်ပေါ်မှာပထမတော့ဘယ်လိုပြောရမလဲ နည်းနည်းတော့အထင်သေးမိတာဗောနော်အရန်ကောင်းပါမလားလို့တော့ကျွန်တော်တွေးမိတယ်ဒါပေမဲ့သူတို့နှစ်ယောက်တစ်ချင်းလေးတွေးပြီးတော့ကျွန်တော်ဟိုအာဟွာဗောနော်ဒီ Telegram ကနေလှမ်းပို့ပြီးနားထောင်လိုက်တဲ့အခါကျတော့အော်မစိုးဘူးဗောအဲကိုအထင်သေးခဲ့မိတာလေးကတော့နည်းနည်းအဲတော်သေးရဗောထုတ်မပြောလိုက်မိတာကံကောင်းဗောနော်အဲ့လိုမျိုးဗောပြီးတော့နောက်တစ်ခုကဘီဘိုင်းကလည်းအတန်ပါပါအရန်ကောင်းတယ်သူ့ဆိုရင်ဒါလူသားရပြောကြတယ်ဗောနော်ဒါမိုက်လွတ်တဲ့အဆိုတော့မိုက်တောင်မလို့စီကနေ ထွက်တဲ့အတန်မျိုးကိုဖြစ်နေတာဆိုတဲ့အခါကျတော့ Viva Inc နဲ့တွဲဆိုမယ်ဆိုတဲ့အတွက်ကြောင့်မို့လို့လည်းဒါစိုးရိမ်မှုတော့ရှိတယ် Viva Inc အနေနဲ့လည်းဒီသချင်းလေးကိုလုတ်တဲ့အခါမှာပိုင်သစ်လိုအစ်စ်တယောက်ကိုလက်တွဲခေါ်ပေးတဲ့အတွက်လည်းဒါစိတ်ထားမြင့်မြတ်ပြီးတော့မှဘယ်လိုပြောရမလဲသဘောထားကြီးတဲ့အဲစီနီယာတယောက်လို့လည်းကျွန်တော်မြင်မိပါတယ်အဲ့အတွက် Viva Inc ကိုလည်းဒီနေရာနေချီးကျူးပါတယ်လို့ပြောပြရစီခင်ဗျ Viva Inc အဲ Viva Inc ရဲ့သားလေးရလဲပေါ့နော်ပိုင်သစ်ကိုဟိုဘယ်လိုပြောတငယ်ချင်းလို့ခေါ်တာ တကယ်ချင်းလို့ခေါ်ပြီးတော့အရန်ခင်တယ်ဘီပိုင်းကလည်းဒါမောင်လေးတယောက်လို့ဒါခင်မင်ရင်းနှီးတာဖြစ်တဲ့အတွက်ဒါမိသားစုလို့ဖြစ်နေတဲ့အခါကျတော့ပိုင်သစ်ပေါ်မှာလည်းကောင်းစီခြင်းနဲ့စိတ်အပြည့်နဲ့ဘီပိုင်းကအမြဲတမ်းတချင်းဆိုရင်ဘယ်လိုဆိုရမလဲဘလို့အတန်ထုတ်ရမလဲဘာညာတင်ပေးတာတွေကျွန်တော်မြင်မှုပါတယ်ခင်ဗျအဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ဘီပိုင်းဟာကျွန်တော်တို့ဟိုလူသားတွေတောင်မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရဲ့မျက်စွာဖရားတောင်မှအမိရှိမှ ွင့်လို့ရတယ်ဆိုတဲ့စကားလေးရှိခဲ့ဘူးတယ်ပေါ့နော်ဒီတိုင်းပဲကျွန်တော်တို့အားလုံးကလည်းဒါပုတုဇဉ်တွေဖြစ်တဲ့အတွက်အမိကောင်းဆိုတာလိုအပ်ပါတယ်ဒီအတွက်ကြောင့်မလို့အမိဆိုတဲ့နေရာမှာဆရာသမားဆိုတာလည်းအရေးကြီးဆုံးမှန်တိုင်တစ်ခုပဲပေါ့နော်အခုဘီပါရင်ဆိုရင်လည်းသူ့ရဲ့ဒါအဆိုဘက်မှာဆိုရင်ဒါဆရာသမားတယောက်ဖြစ်သွားပြီးအာဟိုဆရာတယောက်ဆောင်ပိုင်းဆိုလို့ရှိရင်လည်းဒါရိုက်တာဦးတီတို့အာကိုကိုညိုမင်းအကယ်ဒမီကိုညိုမင်းလင်တို့ဆိုလည်းဒါသူ့ရဲ့ဆရာသမားသမားကောင်းတွေပဲပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီဆရာတွေကသူ့ပေါ်မှာကောင်းကောင်းလမ်းညွှန်ပေးတယ်သူကလည်းလိုက်နာတဲ့ တ်ကြောင့်မလို့နေရာတစ်ခုကိုရတာဟိုအချိန်တိုအတွင်းမှာရရှိမှုအားကောင်းသွားတာပေါ့နော်အဲ့တော့ဟိုဒီထက်ပို့ပြီးတော့လိမ့်လိမ့်မာမာနဲ့ဆရာတွေပြောတဲ့စကားကိုနားထောင်ပြီးတော့ live လုပ်မယ်ဆိုရင်တော့ပို့ပြီးတော့ တိုးတက်လိမ့်မယ်အောင်မြင်လိမ့်မယ်လို့ကျွန်တော်မြင်မိပါတယ်ခင်ဗျဟုတ်ကဲ့ပါလူတစ်ယောက်ရဲ့ကံကြမ္မာဆိုတာတော့ပြောလို့မရဘူးပေါ့နော်သူကံဘယ်လောက်ပါလာမလဲအဲအဲ့ကံတရားအတိုင်းရတော့သွားမှာပဲတချို့ကြတော့လဲကံတရားပါလာတဲ့အခါကျတော့စူးစမ်းထုံးမှုမရှိရင်တော့မှနေရာတစ်ခုကိုရောက်သွားတယ်သို့တော့ဟိုရောက်တဲ့နေရာလောက်တော့မရောက်ဘူးပေါ့နော်အဲ့တော့ပိုင်သစ်ကတော့အရန်လဲစူးစမ်းတယ်အရန်လဲအားထုတ်တယ်အဲ့တကြောင့်မလို့အော်ဘယ်လိုပြောမလဲနေရာသူ့ရဲ့ကံလေးစမ်းလေးပေါ့တဲ့သွားတယ်တနေ့ကျရင်တော့နေရာတစ်ခုကိုရောက်သွားလိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်မိပါတယ်ခင်ဗျခုနကပြောတဲ့နေရာမှာပေါ့နော် ော်ပိုင်သစ်ရဲ့ဆရာသမားတွေထဲမှာဒါကိုတင်မျိုးဆိုလဲတယောက်အပါဝင်ပဲပေါ့နော်ကိုတင်မျိုးဆိုလဲပိုင်သစ်ကိုရမ်းချစ်တယ်အဲဘယ်လိုပြောရမလဲသူတို့မှာသား၂ယောက်ရှိတာဒါပေမဲ့သား၃ယောက်ရှိတယ်လို့တောင်ပြောတယ်ပေါ့နော်ပိုင်သစ်ကိုပါထည့်ထားတာပေါ့နော်အဲ့အတွက်ပိုင်သစ်အတွက်ကိုလည်းလာကုံလောက်ကြလို့ရှိရင်တရက်နေ့လောက်လာမသိပေါ့နော်လာကုံလောက်ကြလို့ရှိရင်ပိုင်သစ်တယောက်တည်းထွက်မဲ့တခြင်းလေးတစ်ပုတ်ထွက်ဖို့ရှိတယ်လို့ကျွန်တော်ကြားပါတယ်အဲ့တခြင်းလေးကအစောတော့ကိုတင်မျိုးကပိုင်သစ်အတွက်အဆအဆုံး လက်ဆောင်ဖြစ်ဝယ်ပေးထားတာလက်ဆောင်ဖြစ်ဟိုစီစဉ်ပေးထားတဲ့တခြင်းလေးပေါ့နော်အဲ့ခါကျတော့အဲ့တခြင်းလေးအဲထွက်လာရင်လည်းဒါပိုင်းသက်ကိုထပ်ပြီးတော့အားပေးပါအောင်လို့ပြောပြရစီခင်ဗျာ